မင်္ဂလာပါဒီညမှာကျွန်တော်ပြောပြမယ့်ဇလန်းကဂျပန်နိုင်ငံဟိုက်တာမြို့ရဲ့စင်ဂျီဖုံးမှာတည်ရှိခဲ့တဲ့ယူဆွန်ဆေးရုံအကြောင်းပါဒီဆေးရုံက1950ခုနှစ်တွေမှာတည်ဆောက်ခဲ့တာဖြစ်ပြီးတချိန်ကဒေတာခံတွေအတွက်မျောလင့်ချက်ရဲ့တင်ကိရတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့1980ပြည့်လွန်နှစ်တွေမှာဆေးရုံကိုပိတ်ခဲ့ရပြီး အဲ့ဒီနောက်ပိုင်းဒီဆေးရုံဟာထူးဆန်းတဲ့ဖြစ်ရပ်တွေရဲ့ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။ဒီဇလန်ကိုပြန်ပြောပြမဲ့သူကတော့ကျွန်တော်ပါပဲ။ကျွန်တော်ကအဲ့ဒီဆေးရုံကိုတွားရောက်ခဲ့ပြီးတဲ့သူတယောက်ရဲ့မှတ်တမ်းကနေကြားသိခဲ့ရတာပါ။ဒီဆေးရုံဟောင်းရဲ့အမောင်ထဲမှာဘာတွေဖြစ်ခဲ့လဲဆိုတာအခု ကျွန်တော်ပြောပြမှာမို့မိတွေပိတ်ထားပြီးနားထောင်ကြည့်ကြပါ ယူဆောင်စေးယုံကိုဘာလို့ပိတ်ခဲ့ရတာလဲဆိုတာဘယ်သူမှအတိအကျမသိကြပါဘူးဒေတာခန့်တွေကတော့စေးယုံဆရာဝန်တွေလူနာတွေကိုစံတမှုတွေလုပ်ခဲ့တယ်လို့ပြောကြပါတယ်တချို့ကတော့စေးယုံရဲ့မြေအောက်ခန်းမှာရှူဝဲစေခန်းတစ်ခုရှိခဲ့တယ်လို့ယုံကြည်ကြပါတယ်ဒီစေးယုံပိတ်ပြီးနှင်းနှဲငယ်ကြမှာပဲထူဆန်းတဲ့ချီရက်တွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ်ညာဘက်ဆိုရင်စေးယုံရဲ့ဖြတ်တင်းပေါက်တွေမှာမိအောင်တွေထုံးလာပြီး လူရိပ်တွေလှုပ်ရှားနေတာကိုတွေ့ခဲ့ရတယ်လို့ပြောကြပါတယ်ဒါပေမဲ့အဲ့ဒီဆေးရုံကိုဘယ်သူမှဝင်မနေပါဘူးဒေတာခန်ရိတ်အာမဒနာယီတခုလည်းပြင်းထန်လာခဲ့ပါတယ်ဆေးရုံမှာအလုံးလုံးခဲ့တဲ့ဒူနာကျူတယောက်ဒူမနာမီယူဆုံမီချီဆိုပြီးဆေးရုံပိတ်ချိန်မှာဒူမကိုတိုင်းဆေးရုံထဲမှာချစ်ထားခံရပြီးဒေဆုံးသွားခဲ့ရတယ်လို့ဆိုပါတယ် ဒူမီရဲ့ဝိငင်ကဆေးရုံထဲမှာပိမိနေပြီးညခိုင်းလူနာတွေကိုရှာဖွေနေတယ်လို့ယုံကြည်ကြပါတယ်။ဒူမီရဲ့ခြေတံတွေကိုကြားရတယ်။ဒူမီရဲ့အရေးကိုတွေးရတယ်လို့ပြောကြပါတယ်ဒါပေမဲ့ဒီဆေးရုံကိုတွားရဲတဲ့သူဘယ်သူမှမရှိပါဘူး။ကျွန်တော်တို့အဖွဲ၃ယောက်မထိုင်ခင်ထိပေါ်ကျွန်တော်တို့အဖွဲ့မှာကျွန်တော်ကိုကျွန်내မိယာဆိုပြီး၃ယောက်ရှိပါတယ်ကျွန်တော်တို့က ဒီလိုထူးဆန်းတဲ့နေရာတွေကိုသွားပြီးဗီဒီယိုရိုက်ရတာကိုဝါဒနာပါတဲ့သူတွေပါ နှစ်ထောင်နှစ်ဆက်၃ခုနှစ်ဆောင်းမီးရဲ့ညတိုင်းညမှာကျွန်တော်တို့၃ယောက်ယူဆောင်စေးယုံကိုသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်စေးယုံရှိကိုရောက်တာနဲ့တကားဟောင်းကြီးကဖိတ်ထားပေမဲ့အလွေတကူဖွင့်လို့ရခဲ့ပါတယ်အထဲကိုဝင်လိုက်တာနဲ့အေးဆက်ဆက်လေးထူးကိုခန်းစားလိုက်ရပြီးစေးယုံရဲ့နန်ဟောင်းတွေကနာခေါင်းနဲ့တိုးဝင်လာပါတယ်ကျွန်တော်တို့လက်နေတက်မီတွေနဲ့အထဲကိုစူးစမ်းရင်းလူနာခန်းတွေကို တခုပြီးတခုဝင်ကြည့်ခဲ့ပါတယ်အချို့ခန်းတွေမှာနူနာကူတင်တွေစေကိရိယာဟောင်းတွေကျန်နေခဲ့ပြီးအကုန်လုံးကဖုံတွေနဲ့ဖုံနေရတယ်ဒါပေမဲ့တခုခုမုံမမှန်ဘူးလို့ခန်းစားရပါတယ်ကျွန်တော်တို့လျှောက်လာတာနဲ့အမျှအနောက်ကနေခြေတံတွေကြားနေရပါတယ်ကျွန်တော်တို့လက်ကြည့်တိုင်းဘာမှမရှိပေမဲ့အဲ့ဒီခြေတံတွေကမရက်ပါဘူးမရ ယုတ်တရက်អော်လိုက်ပြီးហូមပါလေលោកលញ្ញូធុပြပါတယ်ကျွန်တော်တို့លេចជីလိုက်တော့លូណាខန်းတစ်ခုရဲ့ថောင်းမှာအဖြူយ៉ាងဝတ်សုံနဲ့အမျိုးသမီးတစ်ယောက်ရဲ့အရေးကိုတွေးလိုက်ရပါတယ်ဒူမီရဲ့စံပင်တွေကရှီရပြီးမျက်နာကိုမမြင်ရပါဘူးကျွန်တော်တို့ထိတ်လန့်ပြီးပြေးထွက်လာခဲ့ပေမဲ့အဲ့ဒီရိတ်ကျွန်တော်တို့နောက်ကိုလိုက်လာနေတယ်လို့ခံစားရပါတယ် ကျွန်တော်တို့ပြည်ရင်နဲ့ဆေးရုံရဲ့မြေအောက်ခန်းစီရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာရှူဝက်စေခန်းတစ်ခုရှိတယ်ဆိုတဲ့ဒဏ္ဍာရီကိုကျွန်တော်တို့တတိယလိုက်ပြီးကြောက်လက်မှုပိုတိုးလာပါတယ်။မြေအောက်ခန်းထဲမှာတန်ချီးတက်နေတဲ့စားပွဲတွေဆေးကိရိယာဟောင်းတွေ ရှိနေပြီးနိုင်ငံမှာလက်ရေးနဲ့ရေးထားတဲ့စာတွေကိုတွေးရပါတယ်။အဲ့ဒီစာတွေမှာကေဘာဒီမာမနေချင်ဘူးဆိုတဲ့စာလုံးတွေရေးထားပါတယ်ကိုကျွန်းယုတ်တရအော်လိုက်ပြီးသူ့လက်ကိုလင်းကြည့်လိုက်တော့ဒွိဆက်တွေပေးချင်နေပါတယ်ဒါပေမဲ့ ်ဒူမာတန်ရာမရှိပါဘူးကျွန်တော်တို့ထိတ်လန့်ပြီးအပြင်ကိုပြေးထွက်ဖို့ကြိုးစားခဲ့ပေမဲ့တကားတွေကရုတ်တရက်ပိတ်သွားပါတယ်အဲ့ဒီအချိန်မှာကလင်းငိုတန်တစ်ခုကိုကြားလိုက်ရပြီးနောက်ခံနေအမျိုးသမီးတယောက်ရဲ့အတန်းဘဲကိုတော်မလို့လေလို့ရည်ရွယ်လာပါတယ်ကျွန်တော်တို့ဘယ်လိုလုပ်ပြီးဆေးရုံကနေထွက်လာခဲ့လဲဆိုတာအခုထိမမှတ်မိပါဘူးဒါပေမဲ့ကျွန်တော်တို့ကားပေါ်ပြန်ရောက်လာတဲ့အချိန်မှာမိယာရဲ့လေပင်းမှာလက်ရတစ်ခုကိုတွေးလိုက်ရပါတယ်အဲ့ဒီလက်ရ လူတယောက်ရဲ့လက်ရမဟုတ်လို့ခံစားရပါတယ်။ကျွန်တော်တို့ဒီဆေးရုံចောင်းကိုဘယ်တော့မှထမ်းပြောဖြစ်တော့ပါဘူး။ဒါပေမဲ့အခုချိန်ထိကျွန်တော်တို့အိမ်မက်ထဲမှာအဲ့ဒီမျိုးသမီးရဲ့အရေးကိုမြင်နေရသေးပါဒီဇက်လန်းကိုနားထောင်ပြီးရင်တင်တို့ရောယူဆွန်ဆေးရုံကိုတွားကြည့်ရမလားဒီဇက်လန်းကဒီမှာပဲရက်လိုက်ပါမယ်ယူဆွန်ဆေးရုံရဲ့မောင်းထဲမှာဘာရီကျန်ခဲ့လဲဆိုတာဘယ်သူမှမသိပါဘူး ဒီလိုထူးဆန်းတဲ့ဇာတ်လမ်းတွေနောက်ထပ်ကြားချင်ရင်ကျွန်တော်တို့ channel ကို subscribe လုပ်ထားပေးပါ like နှိပ်ပြီးမှန်ချက်မှာတင်တို့ရဲ့အတွေ့အကြုံတွေကိုပြောပြခဲ့ပါဒီညအေးရင်မီးဖွင့်ထားပြီးအိတ်ကြပါတော့နောက်တစ်ပတ်မှာထပ်ဆောင်ကြမယ်